မင်္ဂလာပါဒီနေ့မှဆိုရင်တော့ဗုဒ္ဓဘာသာ၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ခေတ်လူတွေကဘာသာအတိတရားတစ်ပြေးပြင်းနဲ့ခေါင်းပါလာပြီးတော့ဖျားကိုယ်တော်မှထီချင်း၅ပါးနဲ့ဥချအကောင်မှမတိကြတော့ပါဘူး။ဒီလိုခြေနေရင်ကိုတီးလို့မြတ်စွာဘုရားကအနောင်နာကမှာဗုဒ္ဓဘာသာ၅မျိုး क्वे ပြလိမ့်မယ်လို့ဟောတော်မူခဲ့ပါတယ်။အဲဒီဗုဒ္ဓဘာသာ၅မျိုးကတော့ကုလဗုဒ္ဓဘာသာ၊လာဘဗုဒ္ဓဘာသာ၊ဗျာဗုဒ္ဓဘာသာ တထာဋိကဗုဒ္ဓဘာသာနဲ့ပညာဋိကဗုဒ္ဓဘာသာတို့ပဲဖြစ်ကြပါတယ်။ကုလဗုဒ္ဓဘာသာကုလဗုဒ္ဓဘာသာဆိုတာကတော့ရိုးရာဗုဒ္ဓဘာသာကိုပြောတာပါ။အဖေမိကဗုဒ္ဓဘာသာမုသားသမီးကဗုဒ္ဓဘာသာဖြစ်လာရတယ်။မိဘခရိယန်ဆိုရင်သားသမီးကလည်းခရိယန်၊ဒါကိုမီယိုဖလာကုလဗုဒ္ဓဘာသာလို့ခေါ်ပါရတယ်။ ်မိဘဗုဒ္ဓဘာသာမူတာသာသမိကဗုဒ္ဓဘာသာဖြစ်လာတာဖះရှင်ဘာလို့ပွင့်မမ်းမသိဖះဘာတရားဟောမန်းလည်းမသိကိုးခွင့်နေရမြတ်စွာဘုရားဘာကြောင့်ကိုးခွင့်ရမမ်းမသိတရားတော်ကိုဘာကြောင့်ကိုးခွင့်ရမမ်းမသိဖះကိုဥချတာဘာရွေချက်နဲ့ဥချမမ်းမသိဘာကြောင့်တလောက်အယူတသိနဲ့အလေးပြုနေမှန်းကိုမသိတာလောက်တော့လုံနေတာပါပဲအသိပညာဘာမှမပါတာကကုလဗုဒ္ဓဘာသာဖြစ်ပါတယ် မနက်လာဘဗုဒ္ဓဘာသာလာဘဗုဒ္ဓဘာသာဆိုတာကလက်လာဘလိုလိုကိုးကွယ်တဲ့ဗုဒ္ဓဘာသာကိုဆိုလိုပါတယ်ဒီဘာစီဝိုင်းလေးတက်မလားဆိုပြီးမှဖျားကိုကိုးကွယ်ရမှာရွေးပြီးကိုးကွယ်လိုက်တယ်ဒီဖျားကိုးကွယ်ရင်တော့လက်လာဘပေါ်များတယ်ဟိုဖျားကိုးကွယ်ရင်တော့စီဝိုင်းရတက်တယ်ဆိုပြီးရွေးကိုးကွယ်တာကိုခေါ်ပါတယ်ဖျားကိုကွယ်မှလက်ပေါ်များမယ်ဆိုရင်ဖျားမကိုကွယ်တဲ့ခရိယန်ဘာသာတွေဘာကြောင့်လက်ရှင်နေရတာလဲအဓိကစီးပွားရေးဖြစ်နေရဲဆိုတာဖျားကြောင့်မဟုတ်ပါဘူးကဉ္ဉဝရိယနဲ့တတ္တိကြောင့်ပါ အိမ်ချဝဲမဲရောင်းမဲအိန္ဒိယပြောင်းမဲဆွေးနောက်မှရက်ရာစာပြတ်တရားရွေးနေရတာတွေဖျားเจ้าဆောင်ပေါ်မှာဘိုးတော်ဘွားတော်ပုံနေတင်ထားတာတွေကိုကြီးကျော်မန္တလေးအစားရှိရနဲ့တွေကိုးခွေတာတွေဗေဒယုံကြည်ပြီးရတရားတွေခြေလိုက်ကြတာတွေစရိုက်လက်လာပါလို့ချင်းလို့ကိုးခွေတဲ့ဗုဒ္ဓဘာသာများကိုလာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ် ဘုရားဗုဒ္ဓဘာသာဘုရားဗုဒ္ဓဘာသာဆိုတာဘေးကိုကြောက်လို့ကိုးကွယ်တာကိုခေါ်ပါတယ်။အန်ရကင်းဖို့ဘေးရှင်းဖို့အသက်ရှိဖို့ကျန်းမာဖို့ဒီလိုအတွေးခေါ်တွေနဲ့ဘုရားကိုကိုးကွယ်တာကိုဘုရားဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ဒီဘုရားကိုးကွယ်မှာအသက်ရှိမယ်ဆိုရင်ဘုရားမကိုးကွယ်တဲ့ခရိယန်အစ္စလာမ်တွေအသက်ရကျော်ရှင်နေကြတာဘာကြောင့်ပါလဲ။ဘာမှမသိပဲရန်ကိုးကွယ်တာကုလဗုဒ္ဓဘာသာလက်လာပါလို့ချင်းလို့ကိုးကွယ်တာလာဘဗုဒ္ဓဘာသာဘေးကြောက်ပြီးအကိုးကွယ်မှားနေတာကဘုရားဗုဒ္ဓဘာသာ။ ဒီကုလလာဘဘယဗုဒ္ဓဘာသာ၃မျိုးကိုအနိမ့်တန်းစာဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ခန္ဓာမှာအတိဘာသာရေးအတိဓာတ်ခံနေတော့လိန်စားနေရတဲ့သူတွေကအလိန်လို့ကောင်းနေပါတယ်။ဖျားလေးကိုကိုွယ်ရသည်တရားလေးကိုကိုွယ်ရသည်ဆုံးဦးကိုလည်းလောင်းရသည်သာသနာတော်ကိုပစ္စည်းလေးပါနဲ့လူရန်ပူဇော်ဆက်ကြရသည်တယ်။ဘာအတွက်ဓာရီလုံနေရတာလဲဘာအတွက် သာသနာကိုချင်းမြောက်နေတာလဲဘာအတွက်ကြောင်းဆောက်နေတာလဲစဉ်းစားပါဝေဖန်ပါသုံးသပ်ပါ။တရာတိကဗုဒ္ဓဘာသာ တရာတိကဗုဒ္ဓဘာသာဆိုတာတရာတရားကိုအရင်ခံပါတယ်တရာတရားဆိုတာယုံကြည်ချက်ပါဖျားတရားတန်ခါကိုတကယ်သက်ဝင်ယုံကြည်ရာကိုခေါ်တယ်ယုံကြည်ရဲ့နေရာမှာလည်းမမှန်ကန်ကန်ယုံကြည်ရဲ့တမာတရားနဲ့မမှားရင်ရင်ယုံကြည်ရဲ့မိစ္ဆာတရားဆိုပြီးတော့နှစ်မျိုးရှိပါသေးတယ်ရှင်ပညာတိကဗုဒ္ဓဘာသာသစ္စာတရားကိုသိချာသိတဲ့ဗုဒ္ဓဘာသာကိုပညာတိကလို့ခေါ်ပါရယ်ပညာတိကဗုဒ္ဓဘာသာဟာတရားတော်ကိုယုံကြည်တယ်တရားတော်ကိုဘယ်လိုယုံကြည်ရဲဆိုတော့ ရန်ယုံကြည်တာမဟုတ်ဘဲနဲ့ခန္ဓာအတိနဲ့သေချာသိပြီးယုံနေဒီလိုသိတာကိုပညာလို့ခေါ်ပါတယ်။သစ္စာလေးပါးကိုအသေးချာပညာနဲ့သိတဲ့ဗုဒ္ဓဘာသာဖြစ်ပျက်မှုတွေကိုသိတဲ့ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာခန္ဓာကမြင်တာလားပညာကမြင်တာလားဆိုတာကတော့ပညာကမြင်တာပါပညာအဓိကဗုဒ္ဓဘာသာပါ။ဒါကြောင့်တရားနဲ့ပညာသွားပြီးတွဲနေပါတယ်။တရားနဲ့ပညာဟာတွဲလျက်ပါတရာတရားမမှန်ကန်တဲ့တာစူးစမ်းမယ်ဆိုရင်အပေလီပါကနေလွန်မြောက်နိုင်ပါတယ် တို့မှာအပယ်လေမျိုးစေးတွေကြအပယ်ကြတဲ့ចောင်းကန်တွေလှုပ်ထားတာရှိရဲဒါတွေကိုဘယ်သူမှဝင်တားလို့မရပါဘူးသူ့တားချင်ရင်သူ့ကိုအကျိုးမပေးစေချင်ဘာနဲ့ဖြစ်ရမလဲဆိုတော့ညံနဲ့ဖြစ်ရမယ်ညံနဲ့ဖြစ်လိုက်လို့ဖြစ်ပြန်မဆိုင်နေတဲ့ပုံကမှတရားလဲပါတယ်ပညာလဲပါတယ်ဒါသည်တရားတိကနဲ့ပညာတိကဗုဒ္ဓဘာသာဖြစ်ပါတယ်စင်ချင်တုံတရားနေပါတဲ့သူတွေကအကျိုးမရှိတဲ့နေရာမှာကိုယ့်အချိန်တွေကိုအသုံးချနေကြတယ်တရားနေပြီးပညာကဲနေပြန်ရင်လည်းပညာရှိလူမကြီးဖြစ်နိုင်ပါတယ်ဆိုလိုတာကဘယ်အရာမှအစွန်းမရောက်စေဖို့ 转眼一季也说走，庙会正式被来办人生。